ဒီကနေ့ဧပြီလ10ရက်နေ့မှာကြာရောက်တဲ့အာရခတက်တူ EE တီထောက်ချင်း16နှစ်မြောက်နေ့ကိုအဖွဲ့အစည်းတွေကဂုံပြူတုံဝလော်ရီပြပိုခေကြပါရယ်ဒီမင်္ဂလာရှိတဲ့အခါသမယနှီးထူးနှင်းမြက်ကြီးမှာ အာရခတက်တူတက်မှုတွေရေးပေါ်ရေးမေတွေနဲ့တကွရခိုင်ပြည်သူများအားလုံးကြက်မရွှင်လန်းပြီးတော်လန်ရေးတည်နေအာရခအိမ်မက်ကိုအမြန်ဆုံးအလုံးစုံအကောင့်ထေဖော်နိုင်ပါစေကြောင်းဆန္ဒပြုလိုက်တယ်လို့ အာရခတက်တော်နှစ်ပတ်လေးအထိမ်းအမှတ်လေးကိုပြပိုးရဲညီနောင်မဟာမိတ်အဖွဲ့ဝင် MNDAA နဲ့ TNL တို့ရဲ့ဂုံပြူတုံဝော်လော်မှာဖော်ပြထားပါရယ်။အာရခတို့ရဲ့နိုင်ငံရေးရည်မှန်းချက်ဟာရခိုင်သားတို့လက်ထေးကို မကြမီအချိန်မှာမုတ်ချမသွေးရောက်ရှိတော့မေလို့လေဂုံပြူတုံဝော်လော်မှာဖော်ပြထားပါရယ်။ဒါအပြင်အာရခတက်တော်ရဲ့အောင်မြင်မှုတွေဟာအာရခဒေတာအတွင်းကပြည်သူပြည်သားတွေအတွက်တာမကစစ်အာဏာရှင်နဲ့ အာနာရှင်စနစ်အမျိုးမျိုးအပိတိုင်ခြုံငီရေးအတွက်တိုက်ပွဲဝင်နေကြတဲ့မြန်မာနိုင်ငံတဝန်းလုံးကယဟန်းရှင်လူပြည်သူတွေအတွက်ပါကြီးမားတဲ့စစ်ခွန်အားတွေဖြစ်ပေါ်စီပြီးအခြေအနေကောင်းတွေကိုပါတစ်ဆက်တစ်ဆက်တည်းဖန်တီးပေးနေတယ်လို့လေပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့ဂုံပြူတုံဝလော်မှာဖော်ပြထားပါတယ်ရခိုင်လူမျိုးတွေရဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်အတွက်အာရခအိမ်မက်ကိုအကောင့်ထေဖို့ အာရခတက်တူအေအေဖွဲ့စည်းတည်ထောင်လာခဲ့တာဟာဒီကနေ့2025ခုနှစ်ဧပြီလ10ရက်နေ့မှာ16နှစ်ပြည့်မြောက်ခဲ့ပြီလေဖြစ်ပါရဲ့ရှင်။